မေခင်၈ပါအကျင့်ရှိတဲ့သာသနာမှာသောတာပန်တက္ကရာကအနာဂါရဟန္တာဆိုတဲ့အရိယပုဂ္ဂိုလ်ရှိတယ်။မေခင်၈ပါမရှိတဲ့သာသနာမှာသောတာပန်တက္ကရာအနာဂါရဟန္တာဆိုတာမရှိဘူး။အဲဒီလောက်နဲ့သဘောကျပြီးတပည့်တော်မြတ်စွာဘုရားသာသနာတော်မှာသင်္ကဝဘုရားစီဘုရားတဲ့။အေးငါတို့ရဲ့ထုံဆောင်ကဘုရားဗုဒ္ဓဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေဗုဒ္ဓဘာသာတဲ့ဝင်သင်္ကဝရှင်နေဆိုရင် လေးလာထားပြီးတော့အကက်ခါရတဲ့တကယ်ဗုဒ္ဓဘာသာဖြစ်ရင်လည်းစိတ်ကြောင့်သင်္ဃဝဒါလာအားဆောင်ပါဆောင်သင်္ဃဝဒါလာဆိုတာသိဖို့လေးလာထားပြီးအကက်ခါရတယ်အကက်ခါတဲ့နေ့ကဗုဒ္ဓဘာသာကောင်းကြောင်းပြောမကောင်းကြောင်းပြောကောင်းကြောင်းပြောရင်မျက်နှာပြည့်ညှို့မိန်မကောင်းကြောင်းပြောရင်မျက်နှာရှင်လာအတဲ့ဒီပုံစံဆိုရင်သူ အကောင်းကြောင့်ပြောတာအတက်တယ်ကောင်းကြောင့်ပြောတော့မျက်နှာမဆွေမှုဆိုတော့ဒါအားဆောင်ပါဆောင်ဘုရားဘာသာလှုပ်ရှင်တို့လာတယ်သူတို့မွေးရင်ဆရာရဲ့အပြစ်တွေကိုပြောမျက်နှာရှင်ကြည်လင်းမွေးရင်ဆရာရဲ့ကောင်းကြောင့်တွေကိုချီးကျူးအဲ့ဒါမျက်နှာတစ်မျိုးဖြစ်တယ်ဆိုရင်အဲ့တစ်မျိုးအဓိပ္ပာယ်ကောင်းတာကိုအဲ့လိုအဓိပ္ပာယ်ပေါ်အောင်ပြောဆိုပြီးတော့စုံစမ်းစစ်ဆေးလို့ တကယ်ဗုဒ္ဓဘာသာဖြစ်ခြင်းနဲ့စိတ်ယူသားသားနဲ့ရောက်လာတယ်လို့သဘောပေါက်မှသင်္ကန်းကိုဖို့ခွင့်ပြုတယ်ဗုဒ္ဓရဲ့နေ့ရက်အဲဒါလေးလံမကပါဘူးတဲ့နှစ်ပေါင်းများစွာသူ့ကိုစမ်းတော့ပါတဲ့အမြတ်စွာဘုရားသူ့စိတ်ကိုသိပြီးသားပဲတကယ်သိဗုဒ္ဓဘာသာဖြစ်ခြင်းလို့လာတယ်ဆိုတော့သိတော့အဲသူကတော့စိတ်စိတ်မေးမြန်းဖို့မလုပ်တော့ဘူးချက်ချင်းပဲရှင်အာနန္ဒာကိုလွှတ်လိုက်တယ်သင်္ကန်းဝတ်ဖို့ အရှင်အနန္ဒကသဘေမွေလက်သေးချေတဲ့သွားအေးပြားယုံမောင်ယုံဘွားငါပြားငါကုံမမစွာရှိပါသည်ထိုငါပြားလည်းမခိုင်းမြဲဆင်းရဲဒုက္ခအနတ္တသဘာဝမလွန်ပြီအဲ့ဒီကမ္မဋ္ဌာန်းသင်ပေးပြီးတော့ဒီကမ္မဋ္ဌာန်းကျင့်ကမ္မဋ္ဌာန်းကျင့်ကောင်းရိပ်ကောင်းရိပ်ပြီးတော့မှကိုရင်ဝကိုရင်ဝပြီးတော့ပဇင်းတဲ့ပဇင်းတဲ့ပြီးမြတ်စွာဘုရားစီခေါ်လာမြတ်စွာဘုရားတရားကျင့်ဤသင်ပေးတယ်သတိပဋ္ဌာန်းကျင့်ဤသင်ပေးပြီးသင်ယူ တယပေမန္တမေရအင်ကြီးဥယင်ကြီးအကျဲကြီးကိုမြတ်စွာဘုရားပြိဋိဘံဆံမဲဆိုတော့ယန္တိကလည်းအများကြီးလူပိသကလည်းအများကြီးအဲ့ဒီပိသကင်းတဲ့အင်ကြီးဥယင်ရဲ့တောင်းတနေရသွားပြီးတော့လမ်းလျှောက်ပြီးကျင့်နေခြေလန့်အရေးအတွက်တော့မပါဘူးလမ်းလျှောက်ပြီးကျင့်ရင်တော့တာဝန်တကရာကအနာဂံယန္တာအဆင့် ရောက်သွားတယ်မြတ်စွာဘုရားပြိဋိဘာအသက်ရှိတုန်းနောက်ဆုံးရဟန္တာအဲသုဘပြပိုက်ပဲတဲ့အရှင်သုဘတာလို့ခေါ်တဲ့စာမှာအဲဒီသုဘပြပိုက်နဲ့ပတ်သက်ပြီးတော့ဒီလောက်ပဲနားလဲအဲဒီအချိန်ကနတ်တွေကလည်းနတ်ပြည်ကလားနတ်ပန်းတွေနဲ့ပူဇော်နတ်ပြည်စီတွေနဲ့ပူဇော်ဘုရားကုံတွေဖွဲ့ပြီးတော့နတ်ဒုရယာတိမုတ်တွေနဲ့ပူဇော်တယ် မြမတွေကလည်းရောက်လာမြမတွေကနတ်မြမနတ်မြမဘုံကပန်းနဲ့ပူဇော်လက်ဥကြီးရှိခိုးပြီးတော့ပူဇော်ပွင့်ချိန်မဟုတ်တဲ့ပန်းမင်းတွေကလည်းချိန်မဟုတ်ပွင့်ပြီးတော့မြတ်စွာဘုရားကိုညှောက်ကမ်းပြီးတော့ပူဇော်ကြတယ်အဲဒါကိုရှင်ရဟန်းကမြင်တော့မြတ်စွာဘုရားသိတခုကြီးတာပဲအဲအာနန္ဒာငါပန်းစားတဲ့ပြည်စီနဲ့အပူဇော်ခံဖို့ဘုရားဖြစ်ယူလာတာမဟုတ်ဘူး သတိပဋ္ဌာန်ဝိပဿနာအကျင့်ကိုအားထုတ်ပြီးဝိပဿနာအကျင့်နဲ့အပူဇော်ခမ်းမငါဖျားဖြစ်အောင်ကျင့်လာတာတဲ့ဖျားဖြစ်ကိုယူတာတဲ့မန်းစားတဲ့ပြည်စီနဲ့ပူဇော်ရင်ငါကိုတကယ်ယုံကြည်ချီးမြှုပ်ယူသေးလေးသာမဟုတ်သူမလို့ငါအသိမှန်ပြုတ်ဘူးသတိပဋ္ဌာန်အားထုတ်သတိပဋ္ဌာန်ကျင့်နဲ့ပူဇော်မှငါကိုတကယ်ယုံကြည်ချီးမြှုပ်ယူသေးလေးသာသူလို့ငါအသိမှန်ပြုတ်တယ်အဲဒီလိုမိတ်နဲ့ပြည်နေမှာစံငါနေ မြတ်စွာဘုရားလာမဲ့လေးလမြောက်မှာပြိဋ္ဌာန်ဇာနာမဲလို့မိန့်တဲ့အခါယံအမြကတော့မြတ်စွာဘုရားပြိဋ္ဌာန်မဆန်းအောင်ငါတို့ဘယ်လိုစကလုံးနဲ့သုံးနှုံလျှောက်ထားပြီးတော့ကန့်ကွက်ရမလဲဆိုတော့မေကွန်အဖြေရှာကြတဲ့စီဝဲဝဲဖွင့်ပြီးယံတပါးကမလာဘူးတဲ့ဒီစီဝဲပါကမလာဘဲနေခေါ်တယ်မကြအောင်ဆောင်ပြီးရှောင်းသွားတယ်အဲ့ဒါနဲ့ယံမြမကျေနပ်ဘူးမကျေနပ်တော့အဲ့ဒီရှောင်းတိတ်နေတဲ့ယံကို တော်သွားလျှောက်တယ်တရားတပည့်တော်တို့လို့မြတ်စွာဘုရားကိုမကြည်ညိုဘူးဗျာတပည့်တော်မြတ်စွာဘုရားကိုကြည်ညိုလို့ချီးလွန်းလို့မြတ်စွာဘုရားပရိနိဗ္ဗာန်မစောင်းဘယ်လိုစကားလုံးသုံးပြီးတော့ကန့်ကွက်လျှောက်ထားမလဲဆိုတော့မိခွန်ရဲ့အဖြေရှာတာကြာပြီတပည့်တော်ကုတိအဖြေမရဘူးဒီရားလည်းတပည့်တော်သိပွဲမလာဘူးဗျာအဲ့ဒါမြတ်စွာဘုရားကိုမကြည်ညိုလို့ဒီလိုလျှောက်ထားကြတော့မြတ်စွာဘုရားဟုတ်ရဲ့လားတဲ့ သူတို့အစည်းအဝေးကမသွားတာတော့ဟုတ်ပါရဲ့ဗျာတဲ့မြတ်စွာဘုရားကမကြည်ညိုလို့တော့မဟုတ်ပါဘူးတဲ့မြတ်စွာဘုရားလေးလံမြောက်မှာပြိဏိဗ္ဗာန်စာမမိန်တို့မြတ်စွာဘုရားသက်ရှိအချိန်ခါမှာတူတော့ရန္တာအဆင့်ရောက်အောင်သတိပ္ပဏအာထုံမယ်ဆိုတဲ့အဋ္ဌဌာနဲ့အာထုံနေပါတယ်တဲ့မြတ်စွာဘုရားသာဓုတုံရင်ခေါ်တယ်သင်္သာငါ့ကိုတကယ်ယုံကြည်ကြည်ညိုလေးစားမြတ်နိုးသူပဲတဲ့ဟုတ်ရန္တာငါ့ကိုတကယ်မကြည်ညိုဘူးတဲ့အဲ့ဒီလိုမိန်တယ်အဲ့ဒါကြောင့် ကျေးဇူးရမာသီဆရာတော်ဘုရားကြီးရတဲ့ဤပညာနဲ့ဒီမှာအကြောင်းအရာတွေဆိုရောက်လာတော့